ခရီးနဲ့ပြက်ကရီနေကဘာလို့မြန်မာပြက်ကရီနေတက်ပို့ပြီးတော့စောနေရလဲမြတ်စွာဘုရားရှင်လက်ထက်ကလေးကရှိနေခဲ့တဲ့ကျမတို့ရဲ့ပြက်ကရီမှာဘလို့ထူးခြားချက်တွေပါနေလဲဆိုတာကိုဒီဗီဒီယိုကနေကြည့်လိုက်ကြရအောင်ပထမအဦးဆုံးအနေနဲ့ခရီးနဲ့ပြက်ကရီရဲ့အလွတ်လွတ်ပုံကိုရှင်းပြရရင်တော့နေကိုအခြေပြုပြီးတော့တွထားတာပါကဘာနေကိုတပည့်ပြောင်းပတ်နိုင်တနည်းဆိုပြီးတတ်မှတ်ခဲ့ကြတယ်။လွန်ခဲ့တဲ့1582ခုနှစ်မှာပေါ့ဂရဂိုရီအိတ်ကရှိနေပြီးသားဂျူလီယန်ပြက်ကရင်ကိုတေချာမုံမံပြင်ဆင်လိုက်တဲ့အချိန်မှာတော့ဒီနေ့လူတိုင်းအသုံးပြုနေကြတဲ့ပြက်ကရင်ကိုရရှိခဲ့တာပါပဲ။ ဒီပြက်ကလေးကိုနာမည်ပေးခဲ့တဲ့အချိန်မှာတော့တီချိန်ခဲ့တဲ့ဖုန်းတော်ကြီးကိုအစွဲပြုတ်ပြီးတော့ Gregorian Calendar ဆိုပြီးတော့နာမည်ပေးခဲ့ကြတယ်။ဒီပြက်ကလေးရဲ့လလုပ်ပုံအသေးစိတ်ကတော့အထက်တန်းအင်္ဂလိပ်ဖတ်စာတွေမှာပါခဲ့တာကိုအားလုံးပဲမှတ်မိကြမှာပါ။ဒါဆိုရင်အဲ့ဒီပြက်ကလေးမရှိခင်တော့ကောဘယ်ပြက်ကလေးကိုအသုံးပြုကြလဲ Gregorian ကနေကိုပဟုပြုတ်ပြီးတော့တွက်ချက်တာဆိုရင်လက်အောက်ပဟုပြုတ်ပြီးတော့တွက်ချက်ထားတဲ့ပြက်ကလေးကိုရှိသေးလားဆိုတာသိရဖို့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်ရှင်။ ချက်30မှာစက်တင်ဘာဧပြီလနဲ့နိုဝင်ဘာကျန်တော်လမှာ31ဖေဖော်ဝါရီ28ရက်ထက်နှစ်မှာတရက်တူဖေဖော်ဝါရီ29ဒီကပြလေးကိုတော့အားလုံးမမှတ်မိကြပါပါတခါတလေလတ်တလမှာ30ရှိရလား31ရှိရလားပစ္စသားကြီးရဲ့အချိန်တိုင်းရွေးဖြစ်နေတဲ့ကပြလေးပဲပေါ့ဒီထဲမှာပါရရက်တွေအကုန်လုံးကိုပေါင်းလိုက်ရင်တော့365ရက်နဲ့ရက်ထက်နှစ်မှာဆိုရင်တော့366ရက်ကိုရပါတယ်ဒီအတွက်ကြီးကတစ်ကမ္ဘာလုံးအသုံးပြုနေကြတဲ့ Gregorian Calendar ပါဒီပြက်ကရင်ကတော့ နေကိုတပတ်ပြောင်းပတ်ဖို့အတွက်ကြာစီနဲ့လိုက်ပြီးတော့ရေထွက်ကြတာပါနေကိုကဘာတပတ်ပြောင်းပတ်ဖို့ဆိုရင်365လေးပိုင်းတစ်ပိုင်းရကြပါတယ်ဒါဆိုရင်တစ်နှစ်မှာ365ရက်အနည်းနဲ့ထားပြီးတော့အပူဖြစ်နေတဲ့တရက်ကို၄နှစ်ပြည့်ရင်တရက်တိုးပြီးတော့366ရက်အဖြစ်နဲ့ထားလိုက်ရှိကြပါတယ်တိုးလာတဲ့တရက်ကိုတော့ February လမှာထည့်ပြီးတော့ပေါင်းလိုက်ကြတယ်အဲ့ဒါကြောင့်မရတဲ့နှစ်ရက်တိုင်း February လ29ရက်ဖြစ်နေရတာပေါ့ဒါဆိုရင်ဒီပြက်ကလေးမပေါ်ခင်တော့ကနေ့တွေကိုဘယ်လိုရွတ်ခဲ့ကြလဲဘာပြက်ကလေးညီကိုများတုံးနေကြရလဲ ကမ္ဘာပေါ်မှာရှိတဲ့ပြက်ကလေးတွေကိုပြန်ချုပ်ပြီးကြည့်မယ်ဆိုရင်၃မျိုးတွေ့နိုင်ပါတယ်။အဲ့အရာတွေကတော့နေပြက်ကလေး၊လိုက်ပြက်ကလေးနဲ့နေလိုက်ပြက်ကလေးစတာတွေပဲဖြစ်ပါတယ်။မိစီတို့ခေါင်းနဲ့နဲ့မျက်ရှုပ်သွားကြလား။နေပြက်ကလေးဆိုတာကကျမတို့နေ့စဉ်အသုံးပြုနေကြတဲ့ပြက်ကလေးအပါအဝင်ရှေးအီကျလူမျိုးတွေကလည်းနေကိုပို့ပြုပြီးတွေ့တာကြောင့်နေပြက်ကလေးဆိုပြီးပြောကြတာပါ။လိုက်ပြက်ကလေးဆိုတာကလောက်ကိုပို့ပြုပြီးတော့ရစ်တက်တဲ့ပြက်ကလေးကိုဆိုလိုတာပါ။မိစီတို့တွေ့မိကြမှာပေါ့။လာပြရနေလာွယ်အထိဆိုရင်15ရက်ကြာတယ်။နောက်တစ်ခါလိုက်ပြန်ပြေးဖို့ဆိုရင်လည်း15ရက် စုစုပေါင်းရ30ပဲရှိမယ်။တွေ့ရတာပို့ပြီးတော့မလွယ်ကူလိုက်ဆိုပြီးတော့မေးခွန်းထုတ်စရာရှိပါတယ်။ဒါပေမဲ့လကလည်းမတိကြပါဘူး။လရဲ့လမ်းကြောင်းကကပ္ပါကိုတပတ်ပြည့်ဖို့ဆိုရင်29ရက်ခွဲကြတယ်။အဲဒီတော့လကိုအချိန်ကမီအတွက်မယ်ဆိုရင်လည်းတနေ့မှရပ်ပေါင်း354ရက်နဲ့355ရက်ပဲကြာမှာပါ။ပြောရရင်တော့နေ့စဉ်အသုံးပြုနေတဲ့ပြက်ကရင်ထက်17ရက်လောက်နောက်ကျနေရပါပေါ့။ဒီနေရာမှာနေလိုက်ပြက်ကရင်ဝင်လာတာပါ။နေလိုက်ပြက်ကရင်ဆိုတာကလအောင်အခြေခံပြီးတော့တွက်ချက်တယ်ဒါပေမဲ့တနစ်ပြီးတနစ်တိကျအောင်လို့ အပေါ်လာတွေထည့်ပြီးတော့တိစားပြန်ချိန်ညှိကြတယ်။ဥပမာနည်းပြောရရင်တော့ဇူးပြက်ကလေးတဲပြက်ကလေးမက္ဆီကိုနိုင်ငံမှာရှိခဲ့တဲ့မာလူမျိုးတွေရဲ့ပြက်ကလေးနဲ့ကျမတို့မြန်မာပြက်ကလေးတွေကဒီစနစ်ကိုအခြေခံထားတာပါ။ဒါဆိုရင်ရှေးလူကြီးတွေကဘာလို့လောက်အခြေခံမျိုးတွေ့ကြတာလဲ။ပထမအဦးဆုံးတစ်ချက်ကတော့ရေတွက်ရတာလွယ်တယ်။လူတိုင်းနဲ့လည်းလက်လန်းမိတယ်။စိုက်ပျိုးရေးအတွက်လည်းနေရီုံရေတွက်လို့ကောင်းတော့သီးနှံတွေစိုက်ရတာပိုပြီးတော့အဆင်ပြေတယ်။ဟိုးရင်ခေတုံးကစက်ပစ္စည်းကရိယာတွေနိပညာတွေကလည်းမထွန်းကားသေးတော့ တာမန်မျက်စိနဲ့မြင်နိုင်တဲ့အရာတွေနဲ့ပဲနေရီရွေးတွက်ခဲ့ကြတာပေါ့နေကိုကြည့်ပြီးတွက်မယ်ဆိုရင်လဲလာတစ်ခုချင်းစီကိုဘယ်ရက်နဲ့ခွဲမလဲလာကိုကြည့်ရင်ကြတော့လာပြည့်နေတာကနေပြီးတော့လောက်ွယ်သွားတယ်ပြီးတော့နောက်တစ်ခါလောက်ွယ်ရနေလပြန်ပြေးလာတယ်ဒီချက်ကိုလူတိုင်းကလည်းသိနေကြတော့လာပြည့်တစ်ခုနဲ့တစ်ခုကြားအကွာအဝေးကိုတလားဆိုပြီးတော့တတ်မှတ်ကြရင်လည်းရွေးတွက်ခဲ့ကြတာပေါ့လောက်ကိုအခြေခံပြီးတော့တိုင်းနာမယ်ဆိုရင်29ရက်ခွဲရှိရဆိုတော့29ရက်တလပြီးရင်30ရက်တလဒီလိုနဲ့ပဲတစ်နှစ်ပြည့်တဲ့အချိန်မှာ 354ရက်နဲ့355ရက်ဖြစ်ပြီးတော့အမန်တကယ်ပြည့်ဖို့အတွက်စတဲ့လောက်လုံနေခဲ့ရပေါ့အဲ့ဒီတော့လုံနေတဲ့စတဲ့ရက်ကိုဘယ်လိုပြန်ပြီးတော့ဖြည့်ကြလဲပြက်ကလေးတိုင်းမှာသူစနေနဲ့သူပြန်ပြီးဖြည့်ကြမျိုးတွေရှိပါတယ်ဥပမာတရုတ်ပြက်ကလေးနဲ့ဂျူပြက်ကလေးတွေမှာဆိုရင်တော့နောက်တစ်လတိုးပြီးတော့အစ်စ်ပြန်ဖြည့်ကြတယ်ဒါပေမဲ့ဒီတစ်ခါပြောသွားမှာကတော့သူတို့ရဲ့ပြက်ကလေးတွေအကြောင်းမဟုတ်ပါဘူးကျမတို့နိုင်ငံရဲ့ပြက်ကလေးအကြောင်းကိုပြပြပေးသွားမှာပါမြန်မာပြက်ကရင်တွေကတခြားလိုင်းပြက်ကရင်တွေလိုမျိုးပဲလောက်ဥတီပြီးတော့တက်ဆက်ထားတဲ့ပြက်ကရင်တစ်ခုပါ အခုလက်ရှိအသုံးပြုနေတဲ့ပြက္ခဏီတွေမှာလည်းရထက်နေဆိုတာရှိတယ်လို့မျိုးမြန်မာတက္ကရိတ်တွေမှာလည်းဝါထက်တယ်ဆိုတာရှိပါတယ်။ဘာလို့ထက်တာလဲဆိုရင်တော့ရော့သွားတဲ့နေ့တွေကိုတိတိကျကျယူထွက်နိုင်မှုအတွက်ပါ။မြန်မာတက္ကရိတ်မှာကြာရင်တော့အင်္ဂလိပ်ပြက္ခဏီလိုမျိုး၄နှစ်နဲ့တွက်လို့မရပါဘူး။သူက၈နှစ်နဲ့တွက်ရပါတယ်။မြန်မာပြက္ခဏီမှာ29ရက်ရှိရလား6လ၊ရက်30ရှိရလား6လနဲ့စုစုပေါင်းဆိုရင်354ရက်ပဲရှိပါတယ်။ဒါဆိုရင်အင်္ဂလိပ်ပြက္ခဏီနဲ့မြန်မာပြက္ခဏီကြားထဲမှာတစ်နှစ်ပြည့်တိုင်း17ရက်တောင်ကွာနေပါတယ်။ တနစ်ကို17ရက်နဲ့18နှစ်အတိဆိုရင်88ရက်အဲ့ဒီ18နှစ်ထဲမှာရက်နှစ်ကနှစ်ကြိမ်ပါနေတော့အားလုံးပေါင်းလိုက်ရက်60กว่าသွားပါတယ်အဲ့ဒီရက်60ကိုလအနေနဲ့ပြန်ထည့်ပြီးတော့တွက်ပေးရလတွေကိုဝါထလားလို့ခေါ်လိရှိကြတယ်ဒီလိုနဲ့မိတ်ဆွေတို့အားလုံးသိကြတဲ့ပထမဝါဆိုဒုတိယဝါဆိုစတာရလာတာပဲဖြစ်ပါတယ်ဒါဆိုရင်18နှစ်အတွင်းမှာ3လတစ်ကြိမ်နဲ့2ကြိမ်ထက်တဲ့လကိုဝါကြီးထက်လို့ခေါ်ပြီးတော့နှစ်လချားတစ်ခါထက်တာကိုဝါလေးထက်လို့ခေါ်ကြတယ်ဝါကြီးထက်နဲ့ဝါလေးထက်ဘာကွာလဲဆိုရင်တော့ မယုံလမှာရက်30ရှိရင်ဝါကြီးထဲလို့ခေါ်ကြပြီးတော့29ရက်ပဲရှိနေရင်တော့ဝါလေးထက်ဆိုပြီးတော့ခေါ်ကြပါတယ်။အဲ့တော့မိတ်ဆွေတို့မေခွန်းလေးတစ်ခုမေးချင်တာကဝါထက်ရင်ကြံ9ရက်ဖြစ်တယ်ဆိုတာတကယ်လား။ကိုမမရေးခဲ့ပေးပါအောင်ရှင်။ဒါဆိုရင်ရှင်းနေပြည့်သွားတဲ့အချိန်မှာအင်္ဂလိပ်ပြက္ခဏီတွေမှာ96လပဲရှိပေမဲ့မြန်မာပြက္ခဏီမှာကျတော့99လအထိရှိပါတယ်။ဒါကပြက္ခဏီနှစ်ခုရဲ့အဓိကကွာခြားချက်ပါ။ ဒီလိုမျိုးခုနှစ်ယူတဲ့ပုံတွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေသိခဲ့ရပြီဆိုတော့မိစီရဲ့စိတ်ထဲမှာကမ္ဘာပြင်ကြီးပေါ်မှာဘလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေရှိနေအောင်မလဲဆိုပြီးတော့စူးစမ်းကျင်စိတ်တွေပေါ်လာပြန်။အကယ်၍ပေါ်လာခဲ့ရင်ဆိုရင်တော့ A Short History of Nearly Everything ဆိုတဲ့စာအုပ်လေးတောင်းနဲ့မိတ်ဆက်ပေးပါရစေ။ဒီစာအုပ်ထဲမှာကစစဝလာရဲ့အံ့ဩဖို့ကောင်းတဲ့အချက်တွေကမ္ဘာမြေတမိုင်းနဲ့ဘလိုမျိုးချိတ်ဆက်နေလဲဆိုတဲ့အကြောင်းတွေအပြင်အမှာကမ္ဘာပေါ်အသက်ရှိမျိုးစိတ်အားလုံးရဲ့ပြည်သူချင်းတမှုတွေကိုတံမိုးထားတဲ့စိတ်လေပေါ်လာမယ်လို့ယုံကြည်ပါတယ်။ ရှင်တို့ application ဆိုတာကနိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေစာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီးတော့အတန်းနဲ့အောင်စာနဲ့ပါအချိန်မရွေးနေရာမရွေးဖတ်ရှုနိုင်တဲ့ audio book တွေလည်းပါဝင်လာကြောက်စာဖတ်ဖို့အချိန်မရှိသူတွေအခုပဲ Play Store နဲ့ App Store မှာ download ဆဲပြီးတော့ဒီနေ့ကစပြီးစာတွေဖတ်ဖို့တက်ွန်းလိုက်ပါတယ်ရှင်ဒါနဲ့ဒီနေရာမှာမိတ်ဆွေတို့အစ်စ်ပြပြချင်းနဲ့အကြောင်းအရာတစ်ခုရှိပါတယ်အဲ့ဒါကတော့တက္ကရဖြူရဲဆိုတဲ့အကြောင်းပါအဲ့ဒီတက္ကရဖြူရဲဆိုတဲ့အကြောင်းကိုမသွားခင်မှာမြန်မာနိုင်ငံမှာတက္ကရအမျိုးအစားဘယ်နှခုရှိလဲ မြန်မာနိုင်ငံမှာတည်တင်းကျကျအသုံးပြုနေကြတဲ့တက္ကရာကနှစ်ခုရှိပါတယ်။အရာတွေကတော့မဟာတက္ကရာနဲ့တသနာတက္ကရာနှစ်မျိုးပါ။နှစ်မျိုးစလုံးကနေရီအတွက်ပုံနဲ့အားလုံးတူညီကြပေမဲ့ဘာလို့တသနာတက္ကရာကများနေပြီးတော့မဟာတက္ကရာကနည်းနေလဲဆိုရရင်တော့ကျမတို့မြန်မာနိုင်ငံမှာတက္ကရာဖြိုခြင်းကိုသုံးချိန်စုံခဲ့ရလို့ပါ။ဒါပေမဲ့တစ်ချိန်ကမအောင်မြင်ခဲ့တော့ပြန်ချုပ်ပြီးတော့ပြောရရင်တော့နှစ်ချိန်စုံခဲ့ရတယ်လို့ပြောရမှာပါ။အခုပြောမယ်တက္ကရာဖြိုရဲဆိုတာကလွယ်လွယ်ပြောရရင်တော့တက္ကရာအရေးအတွက်ကိုရှင်းပြတာလို့ပြောရမှာပါ။ တက်ခရစ်ကိုဖြိုရဲဆိုတာကနေ့ကလာအများကြီးရေတွက်နေကြရတော့ကြာလာနဲ့မြကနန်းတွေရဲ့တအားဖောင်းပွားလာတာမျိုးမဖြစ်ရအောင်လို့ထင်းချောက်လိုက်တဲ့သဘောမျိုးပါမြတ်စွာဘုရားမပွင့်ခင်ကာလကလေးကတက်ခရစ်ကြီးအများကြီးရေတွက်ခဲ့ကြပြီးတော့မြတ်စွာဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကနေစပြီးတော့ရာဇဂျိုပြည့်ရှင်အစာတသက်နဲ့အရှင်မဟာကသပ္ပတို့တိုင်ပင်ပြီးတော့တက္ကရစ်ကိုတစ်ကနေစပြီးတော့ထားခဲ့ကြတယ်။ဘာလို့လဲဆိုရင်တော့မြတ်စွာဘုရားဟောတာခဲ့သူလိုမျိုးပဲတသနာတော်အနှစ်9000အထိတည်တမ်းမယ်ဆိုတဲ့မိမှကြကြောင်းပါ။ ဒါဆိုရင်တက္ကရစ်သုံးချိန်ဖြိုခဲ့ရဆိုတာကဘယ်နှစ်တွေမှာဖြစ်ခဲ့ကြတာလဲပထမဦးဆုံးတက္ကရစ်ဖြိုခဲ့တဲ့အချိန်ကတော့သင်္ကေတခရီးရပြည့်ရှင်တမွန်တီရစ်မင်းလက်ထက်မှာပညာရှိရဲ့သင်္ကေတရဲ့တွက်ချက်မှုအရနှစ်ရှင်တက္ကရစ်ဖြိုခင်းတဲ့ဂျုံလို့ဆိုပြီးတော့624ခုနှစ်ထဲကနေ622ခုနှစ်ကိုဖြိုလိုက်ပြီးတော့အကျဉ်းနှစ်ကိုပဲထားပြီးတော့သင်္ကေတရဲ့တက္ကရစ်ဆိုပြီးတော့ပြောင်းလဲအသုံးပြုခဲ့ကြပါတယ်နောက်ထပ်ပကံခေရောက်တဲ့အခါမှာလည်းပကံမင်းဆက်ဖြစ်တဲ့ပုပ်ပါဆွေဟမင်းလက်ထက်မှာနောက်ထပ်တစ်ကြိမ်တက္ကရစ်ဖြိုခဲ့ပါသေးရဲ့ပုပ်ပါဆွေဟမင်းက နှစ်တို့တကရိဖြိုကိနဲ့ကြုံလို့ဆိုပြီးတော့ရှိနေတဲ့962ခုနှစ်ထဲက960ကိုဖြိုပြီးတော့အကျဉ်းနှစ်ကိုခြံပြီးတော့ပောက်ကန်တကရိအနေနဲ့ဆက်လက်ပြီးတော့တုံးဆက်ခဲ့ကြပါတယ်။ဒါကြောင့်မလို့သာသနာနှစ်ကိုလိုချင်ရင်လက်ရှိရောက်နေတဲ့ကောစာတကရိကိုသူမတရစ်မင်းဖြိုခဲ့တဲ့622ခုနှစ်နဲ့ပုပ်ပါဆိုင်ယမင်းဖြိုခဲ့တဲ့960နှစ်နှစ်ခုပေါင်း1182ခုနှစ်ကိုပေါင်းထည့်လိုက်တဲ့အချိန်မှာတော့သာသနာနှစ်ကိုရလာတာပဲဖြစ်ပါတယ်။ကောစာတကရိကိုလိုချင်နေဆိုရင်တော့လက်ရှိရောက်နေတဲ့ခရစ်နှစ်ထဲက 638ခုနှစ်ကိုနှုတ်လိုက်ရုံပါပဲဥပမာ2025ခုနှစ်ထဲက638ခုနှစ်ကိုနှုတ်လိုက်ရင်1380ဆိုတဲ့ကောသတဂရစ်ကိုရတာပါတယ်ဒါကတော့အခုလက်ရှိမြန်မာနိုင်ငံမှာရှိနေတဲ့ကောသတဂရစ်နဲ့သာသနာနှစ်တွင်ရဲ့ကောသတတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအနည်းဆုံးရမယ်ဆိုရင်တော့လက်ရှိလူတိုင်းအသုံးပြုနေကြတဲ့ခရစ်နှစ်ကိုတည်ထားကြရဲဆိုပေမဲ့ကပါပေါ်မှာခရစ်နှစ်တစ်ခုလည်းရှိတာမဟုတ်ဘဲနဲ့ဇန်နဲ့ပြက္ခဏတွေအများကြီးရှိနေသေးတယ်ဆိုတဲ့အကြောင်းရဲ့မြန်မာတဂရစ်နဲ့သာသနာတဂရစ်ကြားတွေကကွာခြားတဲ့အချက်တွေရဲ့ ။ဘာကြောင့်ကွဲမဲ့သွားတယ်ဆိုရင်အချက်တွေကိုပြပြပေးသွားတာပဲဖြစ်ပါတယ်။မိစေတို့ရောဒီဗီဒီယိုလေးကိုမကြည့်ခင်တော့ဟာတာတာနာနှစ်နဲ့ကောဆာတက်ဂရစ်ဘလောက်ကိုရောက်နေကြပြီလဲဆိုတာကိုသိကြရလား။အခုခေတ်ဂျန်စီတွေထဲမှာလည်းမြန်မာပြက်ကရင်အကြောင်းမသိသေးတဲ့လူတွေရှိရဲဆိုရင်ဒီဗီဒီယိုလေးကိုပြန်လည်မျှဝေပြီးတော့ကိုမြန်မာပြက်ကရင်အကြောင်းသိအောင်လို့ရုပ်သက်တွေကိုမျှဝေပေးလိုက်ပါအောင်ရှင်။ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။